ဝေါ်ဒစ်စနီဟာကာတွန်းရုပ်ရှင်နဲ့ရုပ်ရှင်အသံစနစ်စုံဦးတီထွင်ဖန်တီးသူတယောက်ဖြစ်ပါတယ်။သူဟာရုပ်ရှင်ထုတ်လုပ်သူတဦးအနေဖြင့်အကယ်မီစု22စုရှေကွာလုံးအထူးအောင်မြင်မှုစုနှစ်ခုနဲ့ Amid Award အပါအဝင်အခြားသောဂုဏ်ဥဆောင်စုများချီးမိခံခဲ့ရသူလည်းဖြစ်ပါတယ်။သူရဲ့ရုပ်ရှင်အများအပြားကိုကွန်ဂရက်စာကြီးတိုင်းမှ National Film Registry မှာထည့်သွင်းထားပြီးတော့အမေရိကန်ရုပ်ရှင်အင်စတီကျူမှအကြီးအကျယ်ဆုံးရုပ်ရှင်အချို့အဖြစ်လည်းသတ်မှတ်ခံထားခဲ့ရပါသေးတယ်။ Disney ကို1900ခုနှစ်မှာအမေရိကန်နိုင်ငံချီကာဂိုမြို့မှာမူဖားခဲ့ပါတယ်။လူဟာကလေးဘဝမှာရက်ွက်ထဲကငင်းသားဆရာဝန်တယောက်ကငွေပေးပြီးတော့မြင်းပုံဆွဲခိုင်းရာကနေပုံဆွဲခြင်းကိုစတင်စိတ်ဝင်စားလာခဲ့ပါတယ်။မြေထဘူတာယုံအနီးမှာနေထိုင်ခဲ့ရတဲ့အတွက်မြေထတွေကိုဆွဲလန်းပြီးမြေထပုံများကိုရေးဆွဲနေလေးရှိပါတယ်။ Disney ဟာတောင်းနေစဉ်အရွယ်မှာဖခင်ဖြစ်သူရဲ့ခိုင်းစင်မှုကြောင့် မနက်၄နာရီမှအိယာကထရပြီးသူ့ရဲ့အကိုရိုင်းနဲ့အတူသတင်းစာလိုက်ပို့ရပါတယ်။ဒါကြောင့်အတန်းနဲ့ရောက်ရင်အိပ်ပျော်သွားတတ်ပြီးတော့ចောင်းစာမှာတဖြည်းဖြည်းအားနည်းလာခဲ့ပါတယ်။မိတို့ဆိုစီဒစ္စနီဟာသူ့အိမ်ကိုတစ်ဖက်တစ်လမ်းမှကူညီပေးနေတဲ့စိတ်ကြောင့်သတင်းစာပို့ရတဲ့အလုပ်ကို၆နှစ်ကျော်ကြာတဲ့အထိဆက်လုပ်ပေးခဲ့ပါတယ်။နောက်ပိုင်းမှာဒစ္စနီဟာကာတွန်းမကြီးတင်တဲ့တစ်ခုကိုတရားခွင့်ရခဲ့ရကနေပြီးတော့ចောင်းသတင်းစာမှာကာတွန်းဆရာတယောက်ဖြစ်လာခဲ့ပါတယ်။ 1918ခုနှစ်မှာပထမကမ္ဘာစစ်မှာပါဝင်လို့တဲ့အတွက်အသက်မပြည့်သေးတော့လဲအသက်လိမ်ပြီးတော့ပြည်တွင်းနိုင်ငံမှာတွားရောက်တာဝန်ထမ်းဆောင်ခဲ့ပါသေးတယ်။1920မှာဝေါ်ဒစ္စနီဟာအိုင်ဝက်ဆူဒူကာတွန်းဆရာတစ်ယောက်နဲ့ရင်းနှီးခဲ့ပြီးတော့သူတို့နှစ်ယောက်ပေါင်းပြီးလုပ်ငန်းတစ်ခုကို စတင်ခဲ့ပါတယ်။ဒစ္စနီဟာအနီမေးရှင်းကိုစိတ်ဝင်စားလာခဲ့ပြီးကာတွန်းစာအုပ်နဲ့ကင်မရာတစ်လုံးရဲ့အကွယ်အညီနဲ့အိမ်မှာစတင်စမ်းသပ်ခဲ့ပါတယ်။ ဒါပေမဲ့ငွေကြေးအရအကျိုးမြတ်မရပဲအရှုံးနေနဲ့ပဲရင်ဆိုင်ခဲ့ရပါတယ်။ Disney ဟာအသက်20နှစ်မှာ Hollywood ကိုပြောင်းရွှေ့ခဲ့ပြီးသူ့ရဲ့အကူ Ryan နဲ့အတူရုပ်ရှင်များထုတ်လုပ်ရန်အတွက် Disney Brothers Studio ကိုတည်ထောင်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့ Walt Disney Company ဖြစ်လာခဲ့ပါတယ်။ Disney ရုပ်လုံငန်းဟာဆိုရင် စတင်ကြောင်စမှာအခက်အခဲမျိုးစုံနဲ့ကြုံတွေ့ခဲ့ရပြီး တငယ်ချင်းဖြစ်သူ iWeb မှလွဲ၍ကာတုပညာရှင်များအားလုံးအလုံးမှထွက်သွားကြပြီးတော့လုပ်ငန်းရပ်တန့်လူမျိုးပါဖြစ်သွားခဲ့ရပါတယ်။ Disney ဟာအရှုံးတွေကိုဖာတီးနိုင်ရန်အတွက်လူစိတ်ဝင်စားမဲ့ကာတုန်ဆက်ကောင်တစ်ကောင်ဖန်တီးနိုင်ရန်လိုအပ်နေပြီဆိုတာကိုသိရှိလာပြီးတော့နောက်တစ်ချိန်မှာ Walt Disney ရဲ့အမတ်အသားဖြစ်လာမဲ့ Mickey Mouse ကိုတီထွင်နိုင်ခဲ့ပါတယ်။ Mickey Mouse ဆက်ကောင်မဖြစ်လာခင် Lucky Rabbit အနေဖြင့်စတင်ခဲ့ပြီးနောက်မှာ Mickey Mouse အဖြစ်သို့အဆင့်မြင့်တင်လာနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ။မူရင်းအမည်မှာ Mortimer Mouse ဖြစ်တော်လဲ Disney ကသူ့ရဲ့စနီးဖြစ်သူဟာအလွန်မိုင်မဲတယ်လို့စဉ်းစားမိရာမှာ Mickey ဆိုပြီးအကြံပြုခဲ့ပါတယ်။ iOS ဟာ Mickey ရဲ့ရုပ်ပုံကိုဖန်တီးခဲ့သူဖြစ်ပြီး Disney ကလှုပ်ရှားအောင် animation ပြုလုပ်ခဲ့တယ်လို့အသံရုပ်ဆောင်အဖြစ်ပါတာဝန်ယူဖန်တီးခဲ့ပါတယ်။ဒါကြောင့် Mickey Mouse ဆက်ကောင်ဟာ iWork ကခန္ဓာကိုယ်တိဆောက်ခဲ့ပြီး Walt Disney ကအသက်သွင်းပေးခဲ့တာလို့ဆိုနိုင်ပါတယ်။ 1928မှာ Mickey Mouse ရဲ့ Steamboat Willie ဆိုတဲ့ကာတွန်းရုပ်ရှင်ဇာတ်လမ်းတို့လေးထွက်ပေါ်လာခဲ့ပါတယ်။ဒီကာတွန်းရုပ်ရှင်အားဆိုရင်အဲ့ဒီအချိန်ကအတန်တဲ့ရုပ်ရှင်များသာ ထုံးကားနေသေးတဲ့ကာလဖြစ်တဲ့အတွက်ကြောင့်ပထမဦးဆုံးအတန်နဲ့အယုတ်တွက်ဆက်ပြနိုင်ခဲ့တဲ့ပထမဦးဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ Mickey Mouse ကတော့စကောင်ဟာလေပြည်သက်တွေကြားမှာရေပန်းဆလာခဲ့ပါတယ်။ ောင်မြင်မှုအတွက်လမ်းစာတွေပေါ်လာပြီးမဲ့ Disney အတွက်စိတ်ညစ်ရမယ့်ကိစ္စကပေါ်လာပြန်ပါတယ်။အိုင်ဝတ်ဟာ Disney ရဲ့လမ်းခွဲပြီးအလုံးမထွက်ခွာသွားခဲ့ပါတယ်။ Disney ဟာအိုင်ဝတ်မရှိတော့သဖြင့်စိတ်တကြဆင်းကအာယုံရောဝေဒနာကိုလည်းခံစားလာခဲ့ရတဲ့အတွက်အလုပ်ကနားပြီးကျူးပါနဲ့ပနားမနိုင်ငံတွေကို ခီးတွေထွက်ခဲ့ပါတယ်။နောက်ပိုင်းအပြန်မွေးပြီးစတူဒီယိုကိုပြန်လည်စတင်ခဲ့ပါတယ်။ Disney ဟာကာတွန်းအဖွဲ့သားအစ်စ်တွေကိုပြန်လည်ဖွဲ့စည်းပြီး လူတို့ဂူဖီနဲ့ဒေါ်နယ်ဒတ်လိုကာတွန်းဆက်ကောင်အစ်စ်တွေကို ဖန်တီးနိုင်ခဲ့ပါတယ်။စီလီစင်ဖိုနီကာတွန်းဇလန်းတို့တွေကိုလည်းအတွဲလိုက်ဖန်တီးခဲ့ပြီးအဖြူအမဲနေအောင်ဆက်မှရောင်စုံစနစ်ကိုအစင်းမြစ်တင်လာနိုင်ခဲ့ပါတယ်။1932မှာစီလီ စင်ဖိုနီကာတွန်းဇလန်းတွေထဲမှာ Flowers and Trees ဆိုတဲ့ကာတွန်းဟာပထမဆုံးအကယ်ဒမီဆုရခဲ့တဲ့ကာတွန်းရုပ်ရှင်ဇလန်းတို့ဖြစ်လာခဲ့ပါတယ်။စီလီစင်ဖိုနီဇလန်းတို့တွေထဲကဝက်ကလေး၃ောင်လို့လူတီများတဲ့ The Three Little Pig Cartoon ဟာသမိုင်းတလျှောက်အောင်မြင်မှုအရှိဆုံးကာတွန်းရုပ်ရှင်ဇာတ်လမ်းလိုအဖြစ်သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ Walt Disney ရဲ့အောင်မြင်လာမှုတွေကြောင့်စတူဒီယိုမှာဝန်ထမ်းအင်အား200နီးပါးအထိရပြလာခဲ့ပါတယ်။ Disney ဟာဇာတ်လမ်းလိုကာတွန်းရုပ်ရှင်တွေကိုပဲထုတ်လုပ်ရတာအမှရတော့ပဲနဲ့ဇာတ်လမ်းရှိကာတွန်းရုပ်ရှင်တွေကိုပါဖန်တီးဖို့ဆန္ဒပြပြလာခဲ့ပါတယ်။ဒါကြောင့် 1934ခုနှစ်မှစတင်က Snow White နဲ့လူပူလေး9ယောက်ပုံမြင်ကိုကာတွန်းရုပ်ရှင်အဖြစ်စတင်အသက်သွင်းဖန်တီးခဲ့ပါတယ်။နေနေတာကြာခဲ့တဲ့ဒီ project ကိုရုပ်ရှင်လုပ်ငန်းတော်တော်များများက Disney Studio ဒေဝါလီခံရတော့မယ်လို့ခံမှန်းခဲ့ကြပါတယ်။ဒါပေမဲ့1938ခုနှစ် Snow White ရုပ်တင်ပြသတဲ့အချိန်မှာမထင်မထားပဲနဲ့အရင်ကိုအောင်မြင်လူကြိုက်များသွားခဲ့ပါတယ်။ဒီသမ5သန်းကုန်ကြခဲ့တဲ့ Snow White ကာတွန်းရုပ်ရှင်ဟာ6သမ5သန်းကျော်ရရှိခဲ့ပြီး US နဲ့ရိုက်ကူးထုတ်လုပ်တဲ့ရုပ်ရှင်တွေကိုကြော်တက်ပြီးတစ်နှစ်လုံးရဲ့အောင်မြင်မှုအရှိဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ Snow White ကတော့ရုပ်ရှင်ဟာငွေကြီးအောင်မြင်မှုသာမကပဲနဲ့အမှုပညာအောင်မြင်မှုအဖြစ် Oscar ဆုများနဲ့ဂုဏ်သုဆောင်ဆုတွေလည်းရရှိခဲ့ပါတယ်။1940မှာ Bambi, Pinocchio, Fantasia သုံးပါးကိုတပြိုင်တည်းထုတ်လုပ်ခဲ့သလိုသူရဲ့ studio ဟာလည်းလူအင်အားတစ်ထောင်ဝန်းကျင်အထိရှိအောင် ကြီးမားလာခဲ့ပါတယ်။ ဒါပေမဲ့ဒုတိယကမ္ဘာစစ်မီးတောက်လောင်လာမှုနဲ့အတူစတူဒီယိုရဲ့ဝင်ငွေတွေဟာကျဆင်းလာခဲ့ပြီးတော့အသေးထူလာခဲ့ပါတယ်။ဝန်ထမ်းတွေရဲ့ကာတွန်းရုပ်ရှင်များသပိတ်မှောက်မှုကိုလည်းရင်ဆိုင်ခဲ့ရပါတယ်။ဒီသပိတ်မှောက်မှုက လုံလက်စ project ဖြစ်တဲ့ Jumbo ကာတွန်းရုပ်ရှင်ကိုခက်တော့ရပ်တန့်သွားစေခဲ့ပါတယ်။ဘာပဲဖြစ်ဖြစ် Walt Disney ကတော့ဒုတိယကမ္ဘာစစ်အတွင်းမှာပင် လုပ်ငန်းကိုတတ်နိုင်သမျှဆက်လက်လည်ပတ်စေခဲ့ပါတယ်။ဒါပေမဲ့1940နောက်ပိုင်းကာတွန်းရုပ်ရှင်ဇူးကမှာ Warner Brother နဲ့ MGM Studio လို့ဈေးကွက်ပြိုင်ဆိုင်မှု တိုးလာခဲ့တာကြောင့် Disney Studio ရဲ့ဝင်ငွေဟာတိတာစွာကျဆင်းသွားခဲ့ရပြန်ပါတယ်။ဒါကြောင့်အကိုဖြစ်သူ Ryan ရဲ့အကြံပေးမှုနဲ့ကာတွန်းရုပ်ရှင်ကြီးတသက်ထုတ်လုပ်နေခြင်းမှ True Life Adventure လို့အမည်ပေးထားတဲ့သဘာဝရုပ်ရှင်တွေအပြင်တရုတ်ဆောင်တွေနဲ့ရိုက်ကူးရတဲ့ကလေးချရုပ်ရှင်တွေကိုပါရိုက်ကူးထုတ်လုပ်လာခဲ့ပါတယ်။ဖြစ်တိမ်မှာတွားရောက်ရိုက်ကူးတဲ့ Robin Hood နဲ့ Treasure Island ရုပ်ရှင်တွေဟာရေပန်းစားခဲ့ပါတယ်။ တော်ရိုင်းတိရစ္ဆာန်သဘာဝရုပ်ရှင်များစွာကိုလည်းရိုက်ကူးထုတ်လုပ်ခဲ့ပြီး Sea Island ရုပ်ရှင်ဟာကောင်းကင်အမှတ်တမ်းရုပ်ရှင်စုကိုရရှိခဲ့ပါသေးတယ်။အဲ့ဒီကာလအတွင်းမှာ Disney ဟာကာတွန်းရုပ်ရှင်ထုတ်လုပ်မှုကိုစိတ်ဝင်စားမှုအားနည်းသွားခဲ့ပါတယ်။1950ခုနှစ်ရောက်မှာ Cinderella ကာတွန်းရုပ်ရှင်ဇာတ်လမ်းရှည်ကို ပြန်လည်ဖန်တီးပစ်ခဲ့ပါတယ်။ Cinderella ဟာဝေဖန်ရေးဆရာများနဲ့ပြည်သက်တွေကြားမှာအရန်ကိုရေးပန်းစားခဲ့ပါတယ်။ ဒေါ်လာ2.2သန်းခန့်ပုံကျခဲ့တဲ့ Central ကာတွန်းရုပ်ရှင်ဟာပထမနှစ်မှာပဲဒေါ်လာ10သန်းအထိပြန်ရခဲ့တယ်လို့စုတွေလည်းရခဲ့ပြန်ပါတယ်။ဒီနောက်ပိုင်းမှာ Disney ဟာ Alice and Wonderland နဲ့ Peter Pan တို့လိုဇလန်းရှည်ကာတွန်းရုပ်ရှင်တွေကိုဆက်လက်ဖန်တီးထုတ်လုပ်စေခဲ့ပါတယ်။1954မှာတော့ Disney ဟာမြကွက်လက်ကြီးတစ်ခုကိုဝယ်ယူခဲ့ပြီးတော့သူ့ရဲ့စိတ်ကူးအိမ်မက်တစ်ခုဖြစ်တဲ့ Buffy ဥယျာဉ်တီးစောက်ဖို့လုပ်ငန်းကိုစတင်ခဲ့ပါတယ်။ နောက်တစ်နှစ်အကြာ1955ခုနှစ်မှာပြီးစီးခဲ့ပြီးတော့ Disneyland လို့နာမည်ပေးကကမ္ဘာကျော်ပန်းဖြေဥယျာဉ်ကြီးကိုဖွင့်လှစ်ခဲ့ပါတယ်။ဖင်္ဂါစာမှာအသေးစားပြဿနာလေးတွေရှိခဲ့ပြီးမြဲတလားကျော်အကြာမှာတဖြည်းဖြည်းကောင်းစွာလည်ပတ်လာနိုင်ပြီးတော့ဒီနေ့ကိုလူပေါင်းတစ်ထောင်ကျော်ဝင်ရောက်ခဲ့သလိုပထမနှစ်အကုန်မှာပဲဧည့်သည်ပေါင်း3.6တန်းကျော်ကိုဆွဲဆောင်နိုင်ခဲ့ပါတယ်။ Walt Disney ဟာရုပ်ရှင်ထုတ်လုပ်မှုပိုင်းကိုလည်းရက်တက်မနေစေဘဲနဲ့ရုပ်ရှင်နည်းပညာသစ်များကို ဆက်လက်တီထွင်ဖန်တီးနေစေခဲ့ပါတယ်။ဒါကြောင့်လည်း1955မှာ Lady M the Tramp ကာတွန်းရုပ်ရှင်ဟာပထမဆုံး Cinema Scope မြင်ကွင်းကျယ်ကာတွန်းရုပ်ရှင်ဖြစ်လာခဲ့သလို1959မှာလည်း Sleeping Beauty ကာတွန်းရုပ်ရှင်ဟာ 90mm ရုပ်ရှင်မှာပထမဆုံးကာတွန်းကဖြစ်လာခဲ့ပါတယ်။101 Dimension and the Swap in the Stone တို့ဟာလည်းအောင်မြင်တဲ့ကာတွန်းရုပ်ရှင်တွေဖြစ်ခဲ့ပါတယ်။1964မှာတော့ Disney ဟာ ဆိုင်းဆရာမပီယထရဗဲရဲ့စာအုပ်ကိုနှစ်နဲ့ဆယ်ကျော်ကြာအောင် ကျိုးစားလာခဲ့ရမှဝယ်ယူခွင့်ရရှိခဲ့ပြီးတော့ Mary Poppins အမည်ဖြင့်ရိုက်ကူးထုတ်လုပ်ခဲ့ပါတယ်။ Mary Poppins ရုပ်ရှင်အားဆိုရင်ဆယ်စုနှစ်တခုအတွင်းမှာအောင်မြင်မှုအရှိဆုံးရုပ်ရှင်ဖြစ်လာခဲ့တယ်လို့ Oscar ဆု၅ဆုအထိရရှိခဲ့ပါသေးတယ်။1966ခုနှစ်အသက်65နှစ်အရွယ်မှာ Walt Disney ဟာအဆုတ်ပင်စာရောဂါနဲ့ကွယ်လွန်ခဲ့ပါတယ်။သူကွယ်လွန်ပြီး1969မှာထွက်တဲ့ ရန်ရဲဘုံနဲ့ The Aristocrat ကကာတွန်းရုပ်ရှင်များကဆက်လက်အောင်မြင်ခဲ့သလို The Left Back ရုပ်ရှင်ကလည်းဝင်ဝင်အများဆုံးရုပ်ရှင်ဖြစ်ခဲ့ပါတယ်။ဒါ့အပြင်သူ့ရဲ့ဒုတိယ project ဖြစ်တဲ့ Disney World ကပိုလို့တောင်အောင်မြင်နေခဲ့ပါသေးတယ်။ Walt Disney သေဆုံးသွားခဲ့ပြီမဲ့သူဖန်ပြီးခဲ့တဲ့ကာတွန်းရုပ်ရှင်တွေနဲ့သူတည်ဆောင်ခဲ့တဲ့ Walt Disney Studio ကြီးကတော့သေဆုံးမသွားပဲယနေ့ထက်တိုင်းရှင်နေအောင်မြင်လျက်ရှိနေသေးရှိနေသေးတာကိုတင်ဆက်ရင်းနဲ့ ဒီနေ့ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရစေရှင်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။နောက်လည်းအခုလိုဘူးတူတာရစရာအကြောင်းလေးတွေကိုဆက်လက်ပြီးတင်ဆက်ပေးဦးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်ကြည့်ရှုအားပေးပေးကြပါအောင်ရှင်။